ဖုတ်ထဲမှာ KB ဝေပေးအကောင့်တစ်ခုခုစီးရုံနဲ့ပတ်ဆက်ရမယ်ကျွန်တော်ကိုယ်တိုင်လည်းဒေါ်လာ30ကျော်ကိုထုတ်ယူချေအောင်မြေထားတဲ့ APP လေးပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးထဲမှာ9ဒေါ်လာမြန်မာငွေ2000ကျော်ကိုပတ်ဆက်ထုတ်ပြပေးသွားမှာဖြစ်ပါတယ်ငွေထုတ်ဖို့ PayPal အကောင့်မရှိဘူးဆိုရင်လည်းပဲကျွန်တော်ရဲ့ channel လေးကိုစောင့်ကြည့်ပေးပါနေ့စဉ်နဲ့အမျှ PayPal အကောင့်လေးတွေကိုမဖောက်ပေးသွားမှာဖြစ်တာကြောင့်မလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလိုက်လေးလုပ်ပြီးတော့ comment အောက်မှာတစ်ခုခုရေးခဲ့ပါ ော်နော် okay ဘယ် app လေးထဲကနေကျွန်တော်ပတ်စံထုတ်ပြပေးမလဲဆိုတော့လေးကိုကျွန်တော်နဲ့အတူဗီဒီယိုလေးကိုလိုက် SL လေးလုပ်ပြီးတော့အစုတ်ထိလိုက်ပါကြည့်စုတော်လည်းရအောင်ပေါ့နော် โอเคအခုချိန်ဒီလောဝတရားရခိုင်နှုတ်ပေးနေဆက်ဖြစ်တဲ့ဒီတီလီခရစ်ဆိုတဲ့ APP လေးထဲကနေကျွန်တော်9ဒေါ်လာမြန်မာငွေနဲ့ဆိုရင်2000ဒီဘာကိုကျွန်တော်ပတ်စံထုတ်ပြပေးသွားမှာဖြစ်ပါတယ်ကိုလူတို့ကကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ဆုပေးပါဒီတီလီခရစ်ဆိုတဲ့ APP လေးမရှိသေးဘူးဆိုရင်ကိုလူတို့ကကျွန်တော်ပေးထားတဲ့ link ကနေ download ဆွဲပေးပြီးတော့ red ကူရယူနိုင်မှာပဲဖြစ်ပါတယ်ဒီ APP link ကဆိုရင်ကျွန်တော်တို့ဒီငွေထုတ်လို့ရတဲ့နီလန်ကနန်းသီးစီးမှာဖြစ်ပါလေ ကိစ္စပြီးတော့ရလာတဲ့ဒေါ်လာနဲ့ AV Flex ဆော်လို့ရလာတဲ့ဒေါ်လာဆိုပြီးတော့နှစ်ခုတူအားပေးထားမှာဖြစ်ပါလေအပေါ်မှာဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ပေါ့နော်ကိစ္စလို့ရစီလာတဲ့ဒေါ်လာကဆိုရင်ကျွန်တော်တို့10ဒေါ်လာနဲ့စတဲ့ထုတ်လို့ရမှာဖြစ်ပါလေကျွန်တော်တို့ကဒီဂိတ်လည်းမစော့ချေဘူး AV Flex ပဲဆော်ဖီမဲ့ဆိုရင်လည်းပဲဒီမှာဆိုရင်ကျွန်တော်တို့ AV Flex ကနေစတဲ့ထုတ်လို့ရမယ့်ပမာဏကဆိုရင်2ဒေါ်လာပဲဖြစ်ပါလေโอเคကျွန်တော်ကတော့ဒီမှာ9ဒေါ်လာကျွန်တော်ထုတ်ပြပေးသွားမှာဖြစ်ပါလေဒီငွေထုံးနည်းကိုမပြောပြခင်မှာကိုလူတို့ကဒီ အဲ app လေးကိုပေါ့နော်မရှိသေးဘူးဆိုရင် download ဆွဲပေးပါဒီကောင်လေးကဆွဲပေါ့နော်ကစားရတာအရာကိုလွယ်ကူပါတယ်ဒီထဲကနေငွေထုံးနေမပြောပြခင်မှာကျွန်တော်အရေကတည်ပေးခဲ့ဘူးတယ်ဒီမှာပေါ့နော်ဒီ app လေးထဲကနေပေါ့နော်ကျွန်တော်တို့10ဒေါ်လာနေစတဲ့ထုတ်ယူလို့ရကြောက်ကိုလည်းကျွန်တော်ရဲ့ Telegram channel လေးထဲမှာကျွန်တော်တည်ပေးခဲ့ဘူးပါတယ်ပေါ့နော်ဒါကြောင့်မလို့ဒီကောင်လေးကဆွဲလောကအခုချိန်ဒီတရားရခိုင်တော့ပေးနေစက်ဖြစ်ပါတယ်ဒီကောင်လေးကဆွဲကျွန်တော်တို့ဒီတချိုးတူတွေပြောကြတဲ့ပေါ့နော်ဂိတ်ဆော့ပြီးတော့10ဒေါ်လာနေထုတ်လို့မရဘူးဘာညာ ြောကြားတဲ့ပုံတော့ကျွန်တော်ကိုယ်တိုင်လည်းတိတ်တိတ်နဲ့အကွက်ဒီကျွန်တော်ရဲ့ Telegram Channel လေးထဲမှာကျွန်တော်တည်ပေးထားပြီးပဲဖြစ်ပါတယ်ကိုလူတို့အနေနဲ့ကျွန်တော်ရဲ့ Telegram Channel လေးကို join ထားပြီးတော့အလွယ်တကူဝယ်ရောက်လေ့လာလို့ရမှာဖြစ်ပါတယ် okay ဒီထက်မှဆွဲကျွန်တော်တို့ဒီဂိတ်ဆော့ပြီးတော့ရလာတဲ့ဒေါ်လာကဆွဲကျွန်တော်တို့ကဒီ100ဒေါ်လာနေစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ပေါ့နော် တကယ်လို့ငွေထုတ်ပိုးပေးပက်အကောင့်မရှိဘူးဆိုရင်လည်းပဲ100ဒေါ်လာနေစာတည်ပြီးတော့ခေပေးဝေပေးတို့နဲ့မြန်မာငွေချိန်လို့ရမှာဖြစ်ပါတယ်ဒီလိုမြန်မာငွေချိန်တဲ့နည်းလေးကိုလည်းကျွန်တော်အသေးစိတ်အနောက်မှာပြောပြပေးသွားမှာဖြစ်ပါတယ် โอเคဒီထဲကနေကျွန်တော်ကတော့ဒီဂိမ်းဆော့ပြီးတော့ရလာတဲ့ဒေါ်လာနဲ့မထုတ်ပြဘဲနဲ့ကျွန်တော်က event flip လို့လို့ရလာတဲ့ဒေါ်လာနဲ့ကျွန်တော်ပတ်စံထုတ်ပြပြီးတော့မှဖြစ်တာကြောင့်မလို့ပေါ့နော်ဒီအောက်ကလူပုံစံလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါမယ်โอเคဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီမှာအဲကျွန်တော်တို့ပေါ့နော် event flip လို့လို့ရရှိလာတဲ့ဒေါ်လာလေးတွေကဆိုရင်ဒီမှာသူကပြပေးထားမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီ wallet loss ဝင်နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါโอเคဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီမှာ event flip လို့လို့ရရှိလာတဲ့ဒေါ်လာကဆိုရင်2 ော်လာအနည်းအနည်းဆုံးစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ကျွန်တော်မှဆွဲဒီမှာ9ဒေါ်လာပြီးနေပြီမဟုတ်လို့ကျွန်တော်က9ဒေါ်လာထုတ်ပြပေးမှာဖြစ်ပါလေโอเคဒီလိုထုတ်ပို့ဆွဲတကယ်လို့ကုလူတို့မှာဒီငွေထုတ်ပို့ပေးပန်အကောင့်မရှိဘူးဆိုရင်လည်းပဲ KP ဝပီတို့နဲ့ကျွန်တော်စီမှာတရရင်မြန်မာငွေလောက်ချိလို့ရမှာဖြစ်ပါတယ်โอเคတကယ်လို့ငွေထုတ်ပို့ပေးပန်အကောင့်တွေကိုလည်းရယူချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Telegram Channel လေးကိုလည်းဒီစောက်ကြည့်ပေးပါကျွန်တော်ရဲ့ဒီ YouTube Channel လေးကိုလည်းစောက်ကြည့်ပေးပါပေါ့เนาะကျွန်တော်နေ့စဉ်နဲ့မြန်ပေးပန်အကောင့်လေးတွေကိုတစ်ခုပြီးတစ်ခုမဲဖောက်ပေးသွားမှာဖြစ်ပါ ပါတယ် okay ဒီထက်ကနေကျွန်တော်တို့ပတ်စပ်ထုံးမဲ့ဆိုရဲဒီမှာကျွန်တော်က9ဒေါ်လာပြည့်နေပြီမို့လို့9ဒေါ်လာလေးကိုတစ်ချိန်ထောက်လိုက်ပါဖြစ်ပါတယ် okay ဒီလိုထောက်လိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီအောက်ကချဲအောက်ဆိုရဲနေရာလေးကိုတစ်ချိန်နှိပ်ပေးရမှာဖြစ်ပါတယ် ဟုတ်ပြီဒီအောက်ကချင်းအောင်ဆွေနေရာလေးကိုကျွန်တော်တို့တချင်းနှိပ်ပေးလိုက်ပြီးဆွေဒီမှာကျွန်တော်တို့ပတ်စံထိုးယူလို့ရမယ်ဒီမေးကိုထည့်ပေးရမှာဖြစ်ပါတယ်တကယ်လို့ပေးပယ်အကောင့်စီးတဲ့သူတွေဆွေလည်းပဲပေးပယ်ဖွေထားတဲ့အမေးလေးကိုထည့်ပေးလိုက်ပေါ့နော်ကျွန်တော်ကတော့ဒီမှာပေးပယ်အကောင့်လုံထားတာမို့လို့ကျွန်တော်ကပေးပယ်အကောင့်ဖေးထားတဲ့အမေးလေးကိုပဲထည့်ပေးမှာဖြစ်ပါတယ်တကယ်လို့ခေပေးဝေပေးသူနဲ့ပတ်စံပြန်ထုံးမဲ့ဆွေရဲ့ဒီပေးပယ်အကောင့်လုံးဝမဖွင့်ရသေးတဲ့ Gmail လေးကိုထည့်ပြီးတော့အလွယ်တကူကိုလူတို့ကပတ်စံစတဲ့ထိုးယူလို့ရမှာဖြစ်ပါတယ်ဒီလိုခေပေးဝေပေး ီဒီယိုနဲ့ပတ်စပ်ထုတ်မယ်ဆိုရင်ကိုလူတို့ကဒီနေရာလေးမှာ PayPal account လောက်မဖွင့်ရသေးတဲ့ Gmail လေးကိုထည့်ပြီးတော့ပေါ့လို့ကျွန်တော်တို့ကဒီလိုစာလေးကြားလာပြီးဆိုရင်ကျွန်တော်စီကိုတိုက်ရိုက်ဆက်သွယ်လို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ပေါ့နော်ဒီလိုစာလေးကျွန်တော်တို့ကြားလာပြီးဆိုရင်ကျွန်တော်စီကိုတိုက်ရိုက်ဆက်သွယ်ပြီးတော့ဒီ Subscribe Show လေးကိုပြပြီးတော့ကျွန်တော်စီမှာ KP ဝေပေးတို့နဲ့လာထုတ်လို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်ကဒီ PayPal နဲ့ပတ်စပ်ထုတ်မှာမို့လို့ကျွန်တော်ကဒီမှာ PayPal ဖိထားတဲ့ mail လေးကိုကျွန်တော်ထည့်ပေးလိုက်မှာဖြစ်ပါတယ် โอเคကျွန်တော်ကတော့ဒီမှာ paper ဖေးထားတဲ့ mail လေးကိုကျွန်တော်ထည့်ပေးလိုက်ပြီဆိုရင်ဒီအောက်က check out ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်မှာဖြစ်ပါတယ်။ဟုတ်ပြီ။ဒီအောက်က check out ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ mail ကမှန်မှန်ဒီမှာဆက်ဆေးဆေးပေးပါမှတ်ကန်ပြီဆိုရင်ဒီအောက်က confirm ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။โอเคဒီလိုကျွန်တော်တို့က submit ဆိုပြီးတော့ပို့သွားပြီဆိုရင်ကျွန်တော်တို့ကငွေထုတ်ယူချက်အောင်မြင်သွားပြီပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ငွေထုတ်ယူထားတဲ့ပမာဏလေးကိုဒီမှာသူကပြပေးမှာဖြစ်ပါလိမ့်။ဟုတ်ပြီဒီမှာဆိုကျွန်တော်တို့က PayPal နဲ့ပတ်သက်ထုတ်ထား တယ်ကျွန်တော်တို့ရဲ့ဒီအောင်မပေးပက် Gmail လေးပေါ့နော်ဒီမှာဆွဲကျွန်တော်တို့ထုတ်ယူထားတဲ့ပမာဏလေးပဲဖြစ်ပါတယ်သူကဆွဲဒီငွေထုတ်ဖို့ကြာချေကဆွဲဒီ82နှစ်နာရီအတွင်းသူကပတ်စံထုတ်ပေးမယ်လို့ပြောထားချေပဲဖြစ်ပါလေဒီမှာဆွဲ under review ဆိုပြီးတော့ပေါ်နေမှာဖြစ်ပါတယ်ပေါ့နော်တကယ်လို့ငွေထုတ်ချေအောင်မြင်သွားပြီးဆွဲ under review နေရာမှာကျွန်တော်တို့ကဆက်ဆက်ဖို့လေးဆိုပြီးတော့ပြောပြသွားပြီးဆွဲကျွန်တော်တို့ရဲ့ Gmail လေးထက်ကိုဒီလိုစာလေးဝင်လာမှာဖြစ်ပါလေဒီလိုစာလေးဝင်လာပြီးဆွဲကျွန်တော်တို့ကဒီ KP ဝပီတို့နဲ့လည်းပတ်စံပြန်ထုတ်လို့ရမှာဖြစ်ပါတယ်တကယ်လို့ ဒီ PayPal account နဲ့ငွေထုတ်ထားတဲ့သူတွေဆိုရင်လည်းပဲကျွန်တော်စီမားဒီမာဒီ PayPal ဒေါ်လာလေးတွေကိုလည်းလာရောက်လို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီထဲကနေကျွန်တော်တို့ဒီ password ဝင်လာတဲ့ account မှာဆွဲလည်းပဲကျွန်တော်ထပ်မံပြောပြပေးသွားမှာဖြစ်ပါတယ် โอเคအရက်ဖို့မျက်စက်တယ်ပေါ့နော်ဒီတီလီခရစ်ဆိုတဲ့ app လေးထဲကနေကျွန်တော်ပတ်စာထုတ်ယူလိုက်တာပေါ့နော်ကျွန်တော်ရဲ့အကောင့်လေးထက်ကိုအခုဆိုဒီပတ်စာကဝင်လာပြီပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အကောင့်လေးထက်ကိုဒီမှာပတ်စာဝင်လာချောက်ကိုကျွန်တော်တစ်ချက်ပြမယ်ပေါ့နော်โอเคကျွန်တော်ဝင်တော့ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်မယ် ။ Okay ကျွန်တော်တို့ဒီ Telegram ဆိုတဲ့ app လေးထက်ကနေကျွန်တော်ပတ်စံထုတ်ယူလိုက်တာပေါ့နော်။အရာကိုမြန်ဆန်ပါတယ်။ဒီမှာဆိုရင်ဆက်ဆက်ဖိုးလေးဆိုပြီးတော့ပြောင်းနေပြီပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ဒီ Gmail လေးထက်ကိုလည်းကျွန်တော်ဒီ support လာပြီပေါ့နော်။ကျွန်တော်မှဒီမှာဒီ Telegram ဆိုတဲ့ app လေးထက်ကနေကျွန်တော်9ဒေါ်လာထုတ်ယူလိုက်တာကျွန်တော်ရဲ့ account လေးထက်ကိုဒီမှာပတ်စံကဝင်လာပြီပဲဖြစ်ပါတယ်။ကျွန်တော် Gmail လေးထက်ကိုတစ်ချက်ဝယ်ကြည့်ပေးမှဖြစ်ပါလေပေါ့နော်။ဟုတ်ပြီ။ကျွန်တော်ရဲ့ Gmail လေးထက်ကိုလည်းဒီမှာဒီပတ်စံ9ဒေါ်လာထုတ်ယူထားချက်ကိုဒီမှာသူကပြောင်းပေးနေပြီပဲဖြစ် ်ပါတယ်။ Okay ဒီမှာဆိုကျွန်တော်ကဒီ PayPal account နဲ့ကျွန်တော်ကတန်ပြီးတော့ထုတ်လိုက်တာမို့လို့ပေါ့နော်။ဒီအောက်ကစာတမ်းကဆိုရင်ဒီလိုပေါ်နေမှာဖြစ်ပါတယ်။တကယ်လို့ကုလူတို့ကဒီအဂျီမေးနဲ့ထုတ်လိုက်တဲ့သူတွေဆိုရင်ကလိပ်မန်းနီးဆိုပြီးတော့ပေါ်နေမှာဖြစ်ပါတယ်။ဒီလိုကျွန်တော်တို့က KP ဝေပီတို့နဲ့ပြချိမ့်မဲ့ဆိုရင်ဒီနေရာလေးကိုစက်ခွေဆုံးရိုက်လာပါစက်ခွေဆုံးရိုက်လာပြီးတော့ကျွန်တော်စီကိုလာပြောပြီးတော့ကျွန်တော်စီမှာတည်းရဲ့ KP ဝေပီတို့နဲ့လာချိန်လို့ရမှာဖြစ်ပါတယ်။အခုချိန်ထိတရားရခိုင်တော့ပေးနေစက်ဖြစ်တဲ့ဒီတီလူခရိ APP လေးကိုက Sabe? ကိုလူတို့တွေပေါ်တော့အချိန်ကလူပေပတ်တဲ့တာစီပြီးတော့တကယ်ရတဲ့ AP လေးကိုပဲကစားဖို့ကျွန်တော်ကအကြံပေးချင်ပါတယ်တကယ်လို့ပေါ်တော့ပေးပတ်အကောင့်လေးတွေကို free ရယူချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ဒီ YouTube channel လေးကို subscribe လေးလုပ်ထားပါကျွန်တော်တင်တဲ့ video တိုက်ကို like and comment ဖြင့်အကူအညီပံ့ပိုးပေးပေါ်တော့ကျွန်တော်ကနေပြီးတော့အနည်းငယ်နဲ့အများပေါ်တော့ပေးပတ်အကောင့်လေးတွေကိုဒီ map ဖောက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ Telegram channel လေးကိုလည်း join ထားပေးပါဒါမှကိုလူတို့က map ဖောက်ရမှာဆိုရင်ကျွန်တော်ရဲ့ Telegram channel လေးထဲကနေကျွန်တော်ကဆက်သွယ်ပေးမှာမို့လို့ပေါ်တော့ တော်ရဲ့ Telegram Channel လေးကိုလည်းမဖြစ်မနေချွေးထားပေးဖို့ကျွန်တော်တောင်းဆိုခြင်းပါတယ်။ Okay နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်။